မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အလေပိုင်းတိုင်းစစ်ဌာနရုပ်တဲသို့ရှော့တိုက်တုံးဖြင့်ပြက်ခတ်တိုက်ခိုက်မှုစစ်သား3ဦးသေဆုံးပြီးပျက်စီးထားသည့်ကိုရောင်မီလောင်ပျက်စီးတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်ကောင်ဆောင်မြောင်းလိုင်းကယနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲသို့လာရောက်တဲ့ချိန် မန္တလေးမြို့နန်တွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးဖြစ်စည်းထားသည့်ကိုလောင်မီလောင်ပျက်စီးခဲ့ကြောင်းတက်တွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ယနေ့အောက်တိုဘာလ၃ရက်နေ့မနက်6:55မိနစ်ခန့်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်နှစ်တရာပြေးပွဲတက်ရန်ပြင်းဦးလင်မှမန္တလေးသို့ ရောက်ရှိလာပြီးနန်တွင်ရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်လှပခါအတွင်တွင်ခိတ္တဝင်ရောက်တဲခိုခဲ့သည့်ဟုသတင်းရရှိသည့်ဖြင့်ရှော့တိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မန်တက္ကသိုလ်ရာပြည့်ပွဲတွင်မင်းအောင်လိုင်ကအယက်သားဖြစ်သူအများပြားကိုလူသားတိုင်းအဖြစ်အကောက်အွယ်ယူပြီးပွဲထက်မီဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်၍ပုံမလွယ်ကူတော့လေအယက်သားဖြစ်သူများပါထိခိုက်မီကိုရှောင်ရှားလို့တော့ကြောင်းမင်းအောင်လိုင်ခိတတဲခုရာလပခအတွင်တို့သာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်ရှော့တိုက်တုံးတစ်လုံးသည်လပခရှိပြစ်စည်းထားသောဂိုးရောင်တစ်လုံးကိုထိမှန်ကာမီးလောင်ပျက်စီးခဲ့ရပြီးလခရမှစစ်သား၃ဦးသေဆုံးကာလေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယရှော့တိုက်တုံးသည်နန်တွင်လပခ တိုင်ယုံ၏အရှိကြောက်စာများရှိသည့်ရှေးဟောင်းပုံပြတ်သက်ရှိတလုံးကြောက်ရောက်ပောက်ခဲ့ပြီးတပ်မိသားစုမှဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။မင်းအောင်လိုင်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာရောက်တက်ချက်အချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲကိုရှော့တိုက်တုံးနှင့်ပြစ်ခတ်တိုက်ခိုက်တာနန်တွင်လပခတိုင်ယုံအရှိကြောက်စာတွေရှိတဲ့ရှေးဟောင်းပုံပြတ်သက်ရှိတလုံးပောက်ခဲ့တာ။ တမီတာစုကဈေးဆိုင်တွေထိုင်နေသည့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးမုတ်ဦးပြက်စီးတဲ့နောက်တစ်လုံးကတော့လပခတွေမှာရှိတဲ့ပြည်စီထားကိုတော်တလုံးထိမှန်ပြီးမိလောင်ပြက်စီးခဲ့တယ်။လာခရစစ်သား၃ဦးလည်းတိစုံခဲ့တယ်။၄ဦးလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ဟုတက်တွင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။အဆိုပါမစ်ရှင်ကို February 4ရက်မှာ BWN အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် No More Deterioration NMD PDF အဖွဲ့ PV 74 PSF နဲ့ရတနာပုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး VWN Mission 46အဖြစ်အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်။ယနေ့နက်စင်နိုင်ဝင်းကျင်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရာပြည်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ပေးခြင်းအမတ်တရစကားပြောကြားခြင်းတက္ကသိုလ်အဆောက်အုံများကိုကြည့်ရှုစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆလပီနတ်ဆန်မြို့နယ်ကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကြောင့်အသက်70နှစ်အရွယ်မောင်ဆေးရအောင်နှင့်အသက်73နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့တေဆုံး ကလေး၆ဦးအပါအဝင်ပြည်သူ့ကိုဦးတီမှန်တန်းရရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ကသိမ်းပိုက်ထားသောနန်းဆန်မြို့နယ်ကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စီရအောင်နဲ့အသက်၃၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့တိစုပ်ပြီးကလေး၆ဦးအပါအဝင်ပြည်သူ့ကိုဦးတီမှန်တန်းရရကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ ယနေ့အောက်တိုဘာလ၄ရက်နေ့မွန်းလွဲ၁၂နာရီ၂၈မိနစ်အချိန်နန်းဆန်မြို့နယ်ဇေတုံဟုံကျေးရွာသို့စစ်တပ်ကတိုက်လီရင်ဖြင့်ပေါင်250ပုံနှလုံးလာရောက်ကျေချတိုက်ခိုက်ခဲ့ကြောင်းရှင်းတို့ပုံကျေချမှုကြောင်းအသက်၁၀နှစ်အရွယ်မောင်စီအောင်နှင့်အသက်၃၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်ထိမှန်သေဆုံးသွားကြောင်းသိရပါသည်။ထို့ပြင် အသက်၁၀နှစ်အရွယ်မတ်မြုပ်ဝန်းချိန်အသက်၁၂နှစ်အရွယ်မတ်ခင်ယူမင်း အသက်9နှစ်အရွယ်မတ်တန်နာဆို အသက်12နှစ်အရွယ်မတ်ခင်လာပြည်နှင့်အသက်73နှစ်အရွယ်မတ်ထွေးကြီးအသက်14နှစ်အရွယ်မောင်ခန့်သူရိမ်မင်းအသက်40နှစ်အရွယ်ဦးတောင်တန်းအသက်60နှစ်အရွယ်ဦးဖိုးရှန်နှင့်အသက်60နှစ်အရွယ်ဦးပန်ကျန်းတို့မှဘုံကျဲချမှုကြောင့်ထိမှန်တရားရရှိခဲ့ကြောင်းပြည်သူလူထု၏နေအိမ်16လုံးလည်းပျက်စီးခဲ့ကြောင်းသိရပါသည်အလားတူယနေ့နေ့လပိုင်းစစ်တပ်ကလေရင်ဖြင့်တီးပေါ်မြို့နယ်မန်ဟဲကျေးရွာတွင်တစ်ချိန်နှင့်အုံမှုကျေးရွာတွင်တစ်ချိန်ဘုံလာရောက်ကျချခဲ့ကြသော အော်တိုဘာလ၂ရက်နေ့တွင်လေဒီပေါ်မြို့နယ်စံဖိတ်ချေးရွာကုမှုဒရာဟိုတယ်တွင်ပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိပေါင်900ပုံနှလုံးလာရောက်ကျဲချတိုက်ခတ်မှုကြောင့်အဆောက်အဦတစ်ခုထိခိုက်ပျက်စီးသွားကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘာလ၂ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နမတူမြို့အတွင်သို့လေရင်ဖြင့်ပေါင်900ပုံတစ်လုံးလာရောက်ကျဲချရာပြည်သူလူထု၃ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတန့်စင်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးဖြူစော်တီကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းပြီး ပသိမ်ညွန့်နယ်မှာဆားရလီစစ်စေးယုံတွင်တိုက်ပွဲ၌ထမ်းရရပြီးဈေးကူတမှုခံယူနေသောအရာရှိတအူတေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စဲမျိုးနယ်တွင်တိုက်ပွဲဖြစ်ပွားပြီးပြူစော်တီကောင်းဆောင်တအူကိုအရှင်ဖမ်းမိခဲ့ကြောင်းတန့်စဲပြည်ပ Different ကိုကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ30ရက်နေ့တွင်ကမ်ဘလူမျိုးနယ်ကာဘိုးရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်းတွေလိုက်ပါလာသောပြူစော်တီကောင်းဆောင်တအုပ်ကိုတန့်စဲ PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။တိုက်ပွဲဖြစ်ပွားပြီးနောက်အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်အော်တိုဘာလာတရက်နေ့တွင်တန့်စဲမြို့နယ်အတွင်းရှိတနေရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူပိုင်နေအိမ်20ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းထို့ပြင်ကျေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်များကိုလည်းဝင်ရောက်မှွေနှောက်ခဲ့ပြီးဆံများကိုတန့်စဲမြို့အတွင်းသို့ရိတ်ခါအဖြစ်ယူဆောင်သွားကြောင်းသိရပါသည်။ အကြံဖက်စစ်တပ်သည်ခပောင်းကြံရွာစတင်ကြောင်းကိုလည်း Jet Fighter တစ်စီးဖြင့်ပုံချက်ဖျက်ဆီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လေအစအုံများထိမှန်ပျက်စီးခဲ့ကြောင်းထို့စစ်ကြောင်းသည်အော်တိုဘာလ3ရက်နေ့တွင်ကမ်ဘလူးမြို့နယ်တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်ထို့ပြင်အေယာဝတီတိုင်းပသိမ်မြို့နယ်ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ် MLA စစ်မြေပြင်စစ်တပ်ရင်နာတာခါမဆာယာလီတိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သောအရာရှိတအူစေကူသားမှုခံယူနေစဉ်တေဆုံးခဲ့ကြောင်းဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကတရင်ဌာနကိုပြောပါသည် အော်တိုဘားလနှစ်ရက်နေ့တွင်နာတခမဆာရလေး၌စေကူတမှုခံယူနေစဉ်တည်ဆုံခဲ့သောအရာရှိတအူဤအလောင်းကိုရွှေမြင့်တင်မိသူဆက်သောဘဝစည်းစာကားဖြင့်ပို့ဆောင်ကလက်နက်ကင်ဆောင်ထားသည့်စစ်သားများလိုက်ပါလာသည့်ကားတစီးနှင့်စစ်သားမိမများလိုက်ပါလာသောကားတစီးဖြင့်လာရောက်သူသွားကြောင်းသိရပါသည်။မဆာရလေးမှာကအယဝတီတိုင်းစစ်မြေပြင်ကနေဒဏ်ရာရပြီးရောက်လာတဲ့စစ်ခွေးတွေအများကြီးပဲ။အော်တိုဘားလနှစ်ရက်နေ့ကစစ်ခွေးအရာရှိတကောင်တေလို့စစ်ကားနဲ့လာရောက်သူသွားတယ်။ တက်သားသိရင်တော့ဒီကောင်တွေအဲ့လိုလာပြီးမဲ့တချို့ဘူးအရာရှိသေးလို့လက်နဲ့အပြည့်စုံနဲ့လုံကြုံရေးယူပြီးတချို့သွားတာဟုဒေတာရင်းစစ်ရေးတရင်ရေးမြက်ကပြောဆိုပါတယ်ဆက်လက်ပြီးတန့်စင်မျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားပြီးဖြူစော်တီကောင်ဆောင်တအုပ်ကိုအရှင်ဖမ်းပြီးပသိမ်မျိုးနဲ့မဆားရလီစစ်စေးယုံတွင်တိုက်ပွဲ၌ထမ်းရရပြီးဈေးကူတမှုခံယူနေသောအရာရှိတအုပ်တေဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းတန့်စင်မျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားပြီးဖြူစော်တီကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းမိခဲ့ကြောင်း တန့်စဲပြီးပဲ different ကိုကထုတ်ပြန်ထားပါရယ်စက်တင်ဘာလ30ရက်နေ့တွင်ကမ်ဘလူမျိုးနဲ့ကာဘိုးရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတွင်လိုက်ပါလာသောပြူစော်တီကောင်းဆောင်တအုပ်ကိုတန့်စဲ PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်တိုက်ပွဲဖြစ်ပွားပြီးနောက်အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်အော်တိုဘာလာ၁ရက်နေ့တွင်တန့်စဲမျိုးနှင့်အတွင်ရှိတနေရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူပိုင်နေအိမ်၂၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ထို့ပြင်ကြေးရွာအတွင်ရှိပြည်သူပိုင်းနေအင်းများကိုလည်းဝင်ရောက်မှွေနှောက်ခဲ့ပြီးစံများကိုတန့်စင်မျိုးအတွင်သို့ရိခါအဖြစ်ယူဆောင်သွားကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်သည်ခပောင်းကြံရွာစတင်ကြောင်းကိုလည်းဂျက်ဖိုက်တာတစ်စီးဖြင့်ပုံချဲဖျက်ဆီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အုံများထိမှန်ပျက်စီးခဲ့ကြောင်းထိုစစ်ကြောင်းသည်အော်တိုဘာလ3ရက်နေ့တွင်ကမ်ဘလူးမြို့နယ်တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။ထို့ပြင်အေယာဝတီတိုင်းပသိမ်မြို့နယ်ရှိအနောက်တောင်တိုင်းစစ်ဌာနချုပ် MLA စစ်မြေပြင်စေတိုက်ရင် နာတာခမဆာယလီတိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သောအရာရှိတအူစေကူသားမှုခံယူနေစဉ်တေဆုံးခဲ့ကြောင်းဒေတာရင်းစစ်ရေးတရင်ရေးမြက်ကတရင်ဌာနကိုပြောပါရယ်အော်တိုဘာလ၂ရက်နေ့တွင်နာတာခမဆာယလီ၌စေကူသားမှုခံယူနေစဉ်တေဆုံးခဲ့သောအရာရှိတအူ၏အလောင်းကိုရွှေမြင့်တင်မိသူကျိုဆက်သူဘဝစည်းစာကားဖြင့်ပို့ဆောင်ကလက်နက်ကင်ဆောင်ထားသည့်စစ်သားများလိုက်ပါလာသည့်ကားတစ်စီးနှင့်စစ်သားမိမများလိုက်ပါလာသောကားတစ်စီးဖြင့်လာရောက်သူကျိုသွားကြောင်းသိရပါရယ် မဆာရလီမကအယဝတီတိုင်းစစ်မြေပြင်ကနေဒဏ်ရာရပြီးရောက်လာတဲ့စစ်ခွေးတွေအများကြီးပဲအော်တိုဘာလာနှစ်ရက်နေ့ကစစ်ခွေးအရာရှိတကောင်တေးလို့စစ်ကားနဲ့လာရောက်တကြိုသွားတယ်တပ်သားသိရင်တော့ဒီကောင်တွေအဲ့လိုလာပြီးမတကြိုဘူးအရာရှိတေးလို့လက်နက်အပြည့်စုံနဲ့လုံခြုံရေးယူပြီးတကြိုသွားတာဟုဒေတာရင်းစစ်ရေးတရင်ရေးမြက်ကပြောဆိုပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်